င်္ဂလာပါခင်ဗျာ success mall ရဲ့တနင်္ဂနွေနေ့အားလုံးချိုးဆိုပါတယ်အခုကတနင်္ဂနွေနေ့မှာအလုပ်ပေးရတဲ့ဒီတိုင်း success mall ရုံမှာအထူးအာတင်တန်းတွေကိုလာရောက်တင်ယူဖို့တော့ဖိတ်ခေါ်ပါတယ်ခင်ဗျာပုံမှန်အားဖြင့်ကျွန်တော်တို့ကတနင်္ဂနွေနေ့ကပုံမှန်နေ့စာလကစာဝန်ထမ်းအလုပ်ဒီမှာ6ရက်လောက်အလုပ်လုပ်ပြီးတော့တနင်္ဂနွေနေ့နိုင်ရက်ဒီမှာ success mall ဆိုတဲ့ကိုပိုင်လုပ်ကိုလာပြီးတော့မှလေးလာခြင်းနဲ့မိတ်ဆွေများအားလုံးကို success mall ရုံကနေချိုးဆိုနေပါတယ်ကျွန်တော်တို့ရဲ့ဒီတနင်တင်တန်းပေါ့နော်တနင်္ဂနွေမှာဆိုတင်တန်းဒီအပြင်မှာလက်တွေ့ကျွန်တော်လာပြီးတော့တင်ယူခွင့်ရမယ့်အခွင့်အရေးဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါညီမလေးအခုကတော့ success mall ရုံရောက်တာဆိုတော့ယင်းနေ့ကခန်းစားချက်လေးနဲ့ပြောပြပြပါဦး success mall ရုံးကိုရောက်လာတဲ့အချိန်မှာဆိုရင်ညနေမှာအရန်အေးချမ်းပြီးတော့ကွာစိတ်ချမ်းသာတယ်ပြီးတော့ဆိုရင်အာဒီရုံးကကျတော့တကယ်ကိုစိတ်မှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရွေးချယ်တာမှန်တယ်လို့လည်းယူကြည့်ပါတယ်ခင်ဟုတ်ကဲ့မင်္ဂလာပါညီလေးဟုတ်ကဲ့မင်္ဂလာအခုကတော့ success mall ကိုအခုကလက်ရှိကအလုပ်လည်းလုပ်တယ်เนาะအပြင်လုပ်လည်းလုပ်တယ်ဆက်ဆက် mall နဲ့တွဲလုပ်တဲ့အခါမှာယင်းနေရခန်းစားချက်လေးပြောပါအောင် အာကျွန်တော်တို့တွေ့လို့တဲ့အချိန်မှာဆိုရင်လောကစစ်ပူစီရမလို့เนาะကျွန်တော်တို့မလုပ်တဲ့မှာကိုလည်းလောကစစ်ပူစီရမလို့ဆမ်ဘောစီဘောရဆိုရင်ကျွန်တော်တို့ဖိကြောပြပေးတဲ့နေပြလေးရှိတဲ့ပုံစံလေးရှိတဲ့အတွက်ကြောင့်တကယ်လို့မှာကျွန်တော်တို့တွေကအရင်ကအဆင်ပြေလေးတာဖြစ်ပါတယ်မင်္ဂလာပါညီလေးမင်္ဂလာပါအခုကတော့ဆက်ဆက်မော်စီဘောရကိုပေါ့နော်အာလာပြီးတော့မှာတနင်္ဂနွေနေ့ကိုလာဖို့တော့ဗာလေးပြောရှင်လဲခင်ဗျဟောတနင်္ဂနွေနေ့မှာကျွန်တော်ဆိုရင်တော့ဒီတနင်္ဂနွေနေ့ကပတ်တန်းတဲ့အရေးကြီးခုနော်ဘာလို့ဆိုတော့ အပြင်မှာလက်တွေ့ဒီတင်ပေးတဲ့တင်နေနေရှိတယ်ပေါ့နော်ဒီနေ့မှာနားထောင်နေကြတဲ့မိတ်ဆွေဒီဆွေတွေဘေးနေရာမှာပဲရှိနေရှိနေတကယ်လို့အပြင်မှာကိုယ်တိုင်ကိုကြားပေါ့နော်ဒီယုံကိုအဲလေးလာဆင်းနေပြီတော့လာရောက်ပြီးတော့လေးလာပေါ့တော့ဖိတ်ကော်တယ်ခင်ဗျာမင်္ဂလာပါညီမကြီးယုံလာတဲ့ခံစားချက်လေးပြောပါဦးဟုတ်ကဲ့မင်္ဂလာပါရှင်ယုံရောက်တဲ့ခံစားချက်ဘယ်လိုလဲဆိုတော့အရင်ရေခုံနေပေါ့နော်ဆိုတော့ဒီအာယောရောက်တဲ့အချိန်လေးကိုကိုကိုပို့ပြီးတော့မှရုံကြည်မှုရှိတယ်မြန်မာပြည်မှာအနာဝညီမလေးရောအခုသူတူလာကြဆိုတော့ပငယ်ချင်းနေလားဟုတ်ကဲ့အော်တရားတနေရတယ် ဘာတိုင်းရင်သူလေးလဲရခိုင်တိုင်းလေးဩရခိုင်တိုင်းရင်သူလေးပါဟုတ်ကဲ့ယုံတော့ဒီနေ့ရောက်လာပြီဆိုတော့စူးစမ်းတော့ပါပါပြတ်တတ်ဟုတ်ကဲ့ပါအမကအခုကဘယ်ကနေလာတာလဲဘာဘောဒီရောလဲဘာဘောနင်းနီးလေးပဲပေါ့အလောရလာအဆင်ပြေလားနေစာလာခဆုံးတဲ့တွဲတော့ဒီနားရက်မှာယုံလာတဲ့အခါမှာအဆင်ပြေလားအဆင်ပြေတယ်ကြည့်ဟုတ်ကဲ့ဘာတိုင်းရင်သူလဲခင်ဗျာအခိုင်တိုင်းရင်သူအာလီစွားပါခင်ဗျာဟုတ်ကဲ့ချိုးဆိုပါတယ် အဲ့တော့ success mode ကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအားလုံးအနေနဲ့ကျွန်တော်တို့ရက်ဝေးကနေဘယ်လိုနေရာမျိုးကမဆိုကျွန်တော် online မှာလည်းအသေးစိတ်သင်ယူလို့ရတယ်မျိုးဒီလိုတင်ငွေတွေနေဒီမှာလည်းရုံးကိုယ်တိုင်ကိုကြလာရောက်လေ့လာနိုင်ပါတယ်ဒါကတော့ success mode ရဲ့ product ထုတ်ပုံပြသထားတဲ့ခံမှလည်းဖြစ်ပါတယ်ကျွန်တော်အပေါ်ခေါ်သွားမှာဖြစ်ပါတယ်ခင်ဗျာ အဓိကကတော့ကျွန်တော်မှာယုံကြည်တဲ့စိတ်တစ်ခုထားပြီးတော့လုံနိုင်ရမယ်ဆိုတဲ့စိတ်တွေးပြီးတော့လုံမယ်ဆိုတော့လူတိုင်းအောင်မြင်နိုင်တာဖြစ်ပါတယ်။ဗန်မောယုံကတော့ success မောယုံကကျွန်တော်ဒါငါအထက်ရှိတယ်ပေါ့ဒါအခုကျွန်တော်အောက်ဆုံးထမ်းနေပေါ့ဒါကိုတတ်မှာဖြစ်ပါတယ်။ကျွန်တော် success မောစီပွားရေးကိုလာပြီးတော့လောက်ကင်တဲ့မိတ်ဆွေများအားလုံးကိုကျွန်တော်တစ်ခုပြောချင်တာကတော့အသက် session နှစ်ပြည့်ပြီးတော့လူတိုင်းယုံကြည်စိတ်ချစွာ အာစူးစမ်းလို့ရတယ်။ဘာကြောင့်လဲအသက်16နှစ်ပြည့်ပြီးမှအသင်းဝင်ခွင့်ပေးထားလဲဆိုတော့ကျွန်တော်တို့ကအသက်မပြည့်ဘဲနဲ့စီးပွားရေးလုပ်ရဆိုမိဘတွေကတချို့တဘောမတူတဲ့အခါမှာတွေးဆောင်ဖျားယောင်းတဲ့တိုးသားသမီးတွေဆိုပြီးပြောကန်ထိပါဖြစ်လို့ဖြစ်ပါတယ်။ဒါကတော့ success မော်ရဲ့ diamond များစွာရဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။မျိုးတည်တဲ့လှပတဲ့ခုံလေးတွေနဲ့စီးပွားရေးဆွေးနွေးတိုင်မလို့ရတယ်လို့မျိုး home အခန်းတွေလည်းများစွာရှိပါတယ်။ small ရဲ့ကျွန်တော်အမှတ်တရဓာတ်ပုံရိုက်လို့ရတဲ့နောက်ခံနေရာလေးဖြစ်ပါတယ်။ဒါတော့ပုံထက်မြောက်ဖြစ်ပါတယ်ခင်ဗျာ။ success မော်မှာအဓိကထူးခြားတဲ့အချက်ကတော့ကျွန်တော်တို့အခုလိုမျိုးအနောက်မှာဆိုဆွေးနွေးတိုင်မလို့ရတဲ့အခန်းတွေလည်းအများကြီးရှိပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်တို့ အာစီးပွားရေးလက်တွေလောက်ကင်မိတ်ဆွေတွေကိုလည်းအသေးစိတ်ရှင်းပြလို့ရတဲ့နေရာဖြစ်ပါတယ်ခင်ဗျာအာဆက်ဆက်မော်ရေတန်းဆက်အာကာမက်ဖြစ်ပါတယ်ဒီမှာတော့ရေပူရေးဆက်နဲ့တွဲထားတာဖြစ်ပါတယ်ခင်ဗျာရုံးလာလို့ရှိရင်တော့ရေပူရေးစိတ်ကြိုက်တောင်းတုံနိုင်ပါတယ်ရေတောက်ရတာအဆင်ပြေလားပြည်တယ်ပေါ့အာကာမက်ရေတောက်လို့ကောင်းလားပါတိုင်းရင်သူသေးတယ်ရှမ်းတိုင်းသူပါဟုတ်ကဲ့ပါကျိုးဆိုပါတယ်ခင်ဗျာဒါဇက်ပေါ်ယုံမှဖြစ်ပါတယ်အခုလေးထက်မြောက်ထပ်ပြီးတက်မှဖြစ်ပါခင်ဗျာတော့အကွာယုံဖွေးကစားပဲယုံရောက်လာဆိုတော့အဲ့တော့လာတဲ့သူတော်များရောက်နေပါပြီ ။ Success Mall မှာကျွန်တော်တို့အဓိကတော့ပုံများများသင်ယူ၊များများသိ၊များများသဘောပေါက်၊များများလုံတတ်လေးပဲဖြစ်ပါတယ်။ဒီလိုတော့များကသင်ယူဖို့အတွက်အချိန်ပေးဖို့အတွက်လိုရတယ်။သွားပြုတ်တော့တနေ့ကနေ့မှာကိုကအိမ်မှာအေးဆေးဆေးအာနေရတာကြိုက်တဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်ခင်ဗျာ။ဟုတ်။အခုတော့ကျွန်တော်ရုံးရဲ့ခန်းမရောက်ပါပြီ။ဒီမှာကတော့ရုံးရဲ့ဆက်ဆရာများဖြစ်ပါတယ်။ဒါပါ။ဘာတိုင်းရင်သူတွေလဲညီမ။ကယန်းတိုင်းသူ။ဟုတ်ကဲ့ပါ။ကယားလို့ဘယ်လိုနှုတ်ဆက်လဲ။အပတော်တော်တော်လား။ဘာတော်ရီ။ အဲ့တော့ယောဝတင်တန်းစားတော့မှာဖြစ်ပါလေမကြခင်ပါအားလုံးချိုးဆိုပါလေအားလုံးဘိုင်ဘိုင်ပါအခုတော့တင်တန်းစားတော့မှာဆိုတော့တင်တန်းကိုရောက်တော့